မိုက်ကယ်ရဲ့တဘာဝကိုကခင်မင်ရင်းနှီးလွယ်တာပါ သူစိတ်ဆိုးတာသူများကိုမကောင်းပြောတာအုံငေါက်တာမျိုးကျမဖေတုံးသားမှမမြင်ကြည့်ခဲ့ပါဘူးသူကအမတန်တိမ်မွေးစွာနေတတ်သူမို့သူနဲ့ဆက်ဆံရမှာဘာမှထိန်ဝှက်ထားစရာမလိုဘူးလို့ခံစားလာမိတတ်ပါတယ်သူကတန်တမန်တယောက်ကိုဖြစ်နေတာပါဒါကြောင့်လေသူ့ကိုယုံကြည်တဲ့ကပ္ပကျော်စီးပွားရေးသမားကြီးဂျော့ဆူရက်က အောက်စပိုမှာဒီပတ်ဟိမဝန္တာလေးလာရေးဆိုတဲ့အစီအစဉ်အတွက်သူတည်တနာကျောင်းသားတွေကိုဘူတန်ကနေခေါ်ကပညာသင်စုတွေပြီးခဲ့တာပါမိုက်ကယ်ဆုံးပြီးတဲ့အထိအဒီပညာသင်စုကရှင်သန်နေစေမှုသူဟာတကယ်စီယုံရေးကောင်းပြီးတနာကျင်နာတတ်တဲ့စစ်တီတယောက်လို့ပညာရေးမှာအထောက်ခဲ့သူအဖြစ်သက်တည်ဖြစ်ခဲ့ရပါတယ်သူကအဒီလိုလူမျိုးဖြစ်တဲ့အတွက်သူ့ကိုသဘောကျသူတွေကလည်းအများကြီးပါပဲ။ သူကတိဘက်ဘာသာစကားကိုသဘောကျရာကနေတိဘက်မြန်မာဘာသာစကားပင်စီတဲကအကိုင်းခတ်တစ်ခုဖြစ်တဲ့မြန်မာဘာသာစကားပြောသူစုကိုသဘောကျသွားတာမျိုးပေါ့တကယ်တော့သူကစုလို့ပညာဉာဏ်ပြည့်ဝတဲ့ဇနီးတယောက်နဲ့ပညာတဲ့ဆန်တဲ့စကားတွေပြောချင်နေခဲ့တယ်လို့မိတ်ဆွေတွေနဲ့ဝိုင်းဖွဲ့ပြီးလဲပညာတဲ့စကားမျိုးတွေပြောချင်နေတတ်တာပါဒီလိုနဲ့အောက်စဖို့အတိုင်းဝိုင်းမှာ စုလို့အိမ်ဟာ စကားဝိုင်းဖွဲ့ရာနေရာဖြစ်လာတတ်ပါလေ။အဲ့ဒီစကားဝိုင်းဖွဲ့တဲ့စပွဲပေါ်မှာအရက်ပလင်းရဲလို့မရှိခဲ့ပေမဲ့မိုက်ကယ်ကတော့စူရဲ့ပစံအိတ်ထဲမှာပစံရှိမရှိဘာမှမသိပဲပညာရှင်တွေနဲ့ပညာတဲ့စကားတွေပြောပြီးပညာမူမူးနေခဲ့ပါတယ်။စူတယောက်ကတော့နောက်တနည်းမနက်ကိုလက်ထဲငွေမရှိပဲဘလို့ရင်ဆိုင်ရမလဲလို့တွေးပြီးမမူးနိုင်ခဲ့ရှာပါဘူး။ဒါပေမဲ့လည်းမိုက်ကယ်က အဲ့ရီဖိမ့်မဲ့ပြောလာတိုင်းစုကမမြင်တမ်းလက်ခံခဲ့ပါရဲ့ကင်လေးရဲ့တငယ်ချင်းကလေးတွေကပဲအတူကစားလို့မှမဝခင်ဧည့်သည်တွေလာတော့မှဆိုပြီးပြန်ပြီးရတာကိုညှဉ်းညူခဲ့ကြပါတယ်မိုက်ကယ်နဲ့စုမှငွေသာပြက်မြန်သလောက်အဲကတော့ပြက်တဲ့ရဲလို့မရှိခဲ့ပါဘူး1980ခုနှစ်ကကျမရဲ့ခင်ပွန်းဟာအောက်စဖို့မှာရှိနေချိန်နဲ့ကင်မြဲမွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပါတယ် ူကိုမွေးနေ့ပွဲဖိတ်တော့သူသွားခဲ့တဲ့အခါဘက်ဒေါင်အိမ်ရဲ့မြေအောက်ခံထမင်းစားခန်းမှာပမုတ်လေးတွေလီးပြီးဝပောင်ချောင်းနဲ့နဲ့ကိုကမ္ဘာနိုင်ငံတွေရဲ့အလံငယ်လေးတွေစိုက်ကပြင်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။နောက်ထပ်ကြွေးဖို့ပြင်ဆင်ထားတာကတော့နွားနို့ပါပဲ။မိုက်ကဲမိဘတွေကမွေးနေ့ကိတ်အကြီးကြီးတလုံးယူလာတဲ့အခါမှာတော့ကလေးတွေအားလုံးအယံကိုဝမ်းသာသွားကြပါတဲ့ အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးကျမခင်ပွန်ကတော်တော်စိတ်မကောင်းဖြစ်သွားပါလေ။ငွေနေပွဲဆိုပြီးနေ့တိုင်းစားနေကြပမုတ်လေးနဲ့မပေါင်ကြောက်လေးပဲအဲ့ခံနိုင်တာမလုပ်ပေးခြင်းလို့မဟုတ်ပဲမတက်နိုင်လို့လို့တွေးမိတဲ့အခါသူ့အနေနဲ့စိတ်ထဲမကောင်းလို့တော့ခလေးတွေနဲ့ခဏတဖြုတ်ကစားပေးပြီးဈေးကိုအမြန်ပြေးကစုကီယာကီလုပ်ဖို့လိုရာတွေဝယ်ချမ်းခဲ့ပါတယ်။ကျမခင်ပွန်တသက်မှာအဲ့ဒီကပထမဆုံးမိဖို့ကြောင့်ဝင်ပူးခြင်းပါပဲ အိမ်ကြီးကစပြီးသူ့ရဲ့စူကီယာကီနဲ့မီဆိုဟင်းဂျိုလက်ရာဟာနမီကျော်သွားခဲ့တာပေါ့စူကမှန်ကဲဧည့်သည်တွေအတွက်ဟင်းတွေစီစဉ်ပေးတတ်ပေမဲ့သူတို့တွေထုံးစံနောက်ဆုံးမှစားတဲ့ရွက်တုပ်ကိုမိသွားတတ်ပါတယ်အဲဒီခါမှာတော့စူဟာပြင်သစ်တွေထုံးစံလုတ်တတ်တဲ့ဟင်းပွဲတပွဲပြီးတပွဲချပေးရတဲ့အမေဆုံးညစာတပေါ်ကိုအပြစ်တင်တော့တာပါပဲဘလို့ပဲဖြစ်ဖြစ်စူက နိုင်ခဲ့တဲ့တွေမျက်မှောက်မကျုံနိုင်အောင်စူးစမ်းခဲ့ပါရဲ့တကယ်တော့စုအနေနဲ့မြန်မာပြည်မှာနေတုန်းကရောအိန္ဒိယမှာနေတုန်းကပါအဲ့တွေအများကြီးကြုံခဲ့ဘူးတာမို့အဲ့ဆိုရင် အသားကျနေပြီထင်ပါတယ်တကယ်တော့မိုက်ကယ်ဟာစုလို့အရှိတိုင်းသူတယောက်ကိုရထားတဲ့အတွက် အခုလို့အဲ့တွေကိုမညှို့ညင်တာမို့ကံကောင်းတယ်လို့ဆိုရမှာပါဒါကြောင့်လဲအောက်စပို့မှာမိုက်ကယ်ဟာကိုပိုင်မိတ်ဆွေတွေအများကြီးတွေ့ခဲ့ရပါတယ် ကျမတို့က1984ခုနှစ်ကနေ1926ခုနှစ်ထိအင်္ဂလန်မှာနေခဲ့ကြရမှာမိတ်ဆွေတွေအများကြီးရခဲ့ပါတယ်။အဒီမိတ်ဆွေတွေအားလုံးနဲ့ခင်မင်မှုဟာလည်းနက်နက်ဆိုင်ဆိုင်ရှိခဲ့တာပါ။မိတ်ဆွေအများစုကတော့လန်ဒန်နဲ့အောက်စဖို့မှာရှိတဲ့ဘာသာရပ်ဆိုင်ရာပညာရှင်ကြီးကြီးငယ်ငယ်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ကျမတို့ရေမရရဲ့မိုက်ကယ်ရူမီတာစုရဲ့မှာတော့ယာရူးယာခန့်မြင့်မြင့်မားမားမရှိတာချင်းမမြဲမကြည်ကြတာချင်းရောပတ်စံမရှိကြတာချင်းမှတူနေကြတာမို့ခံစားချက်ချင်းထပ်တူကြခဲ့ကြပါတယ်။မိုက်ကယ်ကကျမရဲ့လက်ရာကိုအလွန်သဘောကျခဲ့တယ်လို့ကျမကလည်းမိုက်ကယ်အပေါ်ကျမရဲ့မောင်ရင်တယောက်လိုသဘောထားကမောင်ငယ်လေးမဆာလောင်ရအောင် ကျေးမွေးရမယ်ဆိုတဲ့အတိမျိုးဖြစ်နေရတာကိုပဲဆွဲလန်းသဘောကျနေခဲ့တာပါကျမနဲ့စုကတော့မိသားစုအကြောင်းပြောလိုက်အချက်ပြုတ်အကြောင်းပြောလိုက်အလန်ဆန္ဒကို အနီးပေါင်းမိလေးနဲ့ပြင်းရင်သချင်းလေးပါလေးညီးပြီး ချော့သိမ့်လိုက်နေပေါ့ပြီးရင်မြို့တဲကလေးပါဒီအထယ်ဆိုင်ကိုသွားပြီးအပြင်ဘက်မှန်ရှိကနေဘယ်အစင်လေးတွေဝယ်ရင်ကောင်းမလဲလို့စိတ်ကူကြတယ်ဝယ်တာကတော့ ျှော်စီချတဲ့အချိန်မှဝယ်နိုင်ကြမှာကိုကျမတို့နှစ်ယောက်ကအခြားတာမန်အိမ်ောင်ရှင်မတွေလိုပဲအိမ်ထောင်တာဝန်တွေနဲ့သာကိုကိုပိုင်အချိန်တွေကိုအတူတူကုံဆုံးခဲ့ကြတာပါကျမတို့နှစ်ယောက်စလုံးကကိုရဲ့ကိုပိုင်ဘာသာရေးနိုင်ငံရေးစီးပွားရေးဓမ္မမဟုတ်စာပေသဘောထားတွေကိုမဖြစ်မနေဆွေးနွေးထုတ်ဖော်ကြရမယ်လို့လည်းသဘောမထားခဲ့ကြပါဘူး ဒီလိုနဲ့ကျမအတွက်မိမတယောက်အနေနဲ့အချိန်တွေကိုတာမန်အိမ်တော်ရှင်မတယောက်လို့အကုန်ဆုံးစီခဲ့တာဟာပထမဆုံးနဲ့နောက်ဆုံးအတွေ့အကြုံဖြစ်ခဲ့ရပါတယ်။ဒီနေ့မှာတော့မျိုးပြလူအဖွဲ့အစည်းမှာဆယ်စုနှစ်တစုစာလောက်ကျင်လည်ခဲ့တဲ့စုဟာနိုရီကိုရေးတချို့အင်္ဂလိပ်တွေကခွေးကလွယ်ပြီးဘာကိုမှမချစ်တတ်ကြဘူးနော်လို့ပြုံဆိုင်ကြီးပြောချလိုက်ပါတယ်။ ကျမကလည်းဘာလို့လဲလို့ပြန်မမေးဖြစ်ခဲ့ပါဘူးကျမသိနေတာပဲလေသူ့ဖို့လူတယောက်အနေနဲ့အင်္ဂလိပ်ရဲလို့ဖြစ်လာရင်ပေးဆက်ရမှာကတော့အထီးကျန်မှုပဲဆိုတာသဘောပေါက်နေခဲ့တယ်လို့ကျမသိနေတာလေသူခံစားနေရတဲ့အပြင်လူဆိုတဲ့စိတ်ခံစားမှုတသက်ကြောင့်ကြီးဒီလိုပြောတာ မဟုတ်ခဲ့ပါဘူးသူအနေနဲ့အရှိနဲ့အနောက်ကပါမှာမေတ္တာကို ထုတ်ဖော်ပြသဖို့မတူကြကြောင်း သဘောပေါက်ခဲ့လို့လဲခုလိုထုတ်ပြောခဲ့တာပါစုအနေနဲ့မိုက်ကဲရဲ့အချစ်ကိုဘလောက်ပဲပူပူရှင်ရှင်ရနေတယ်ဆိုပေမဲ့အာရှသူတယောက်အနေနဲ့အခုလိုတွေးမိလာတာမဆန်းပါဘူးခတ်တုံတုံသားနဲ့ခရင်ကိုတုံးပြီးစိတ်ဝင်စားစရာမကောင်းနဲ့အသားတုံးတုံးကိုလှီးနေခိုင်မှာစပွဲပေါ်ကိုခောက်ဆွဲတဲ့ပကံရောက်လာတယ်လို့ဖြစ်မှာပေါ့ကျမတို့နှစ်ယောက်စလုံးအဖို့ပေါ့ တပ်ပြင်းမောတွေရှိုက်ဖြစ်ခဲ့တာတူတူပါဖြစ်စဉ်ဘဝအနေထားတွေအပေါ်မှာကျမတို့နှစ်ယောက်စလုံးအတူတူပဲသဘောပေါက်နားလည်ခဲ့ကြတာကိုနှစ်ယောက်လုံးက ထုတ်မပြောပဲသဘောပေါက်ခဲ့ကြပါတယ်တကယ်တော့အဲ့ဒီကာလတွေဟာကျမတို့အဖို့ခက်ခဲခဲ့တဲ့ကာလတွေပါဒါပေမဲ့အလက်ဇန္ဒားရဲ့ချစ်စပွဲအပြုအမူလေးတွေကြောင့်စိတ်သက်သာရရခဲ့ပါတယ် ောက်စပိုကဘဝကိုကျမတို့တွေကိုနီကိုဟန်နဲ့ဖက်တန်ခဲ့ကြရတဲ့ဆိုပါတော့နောက်သုံးနှစ်ကြာတဲ့အခါမှာတော့ကျမတို့ကဂျပန်ကိုပြန်လာခဲ့ပါတယ်1989ခုနှစ်ဖေဖော်ဝါရီလကုန်မှာမိုက်ကယ်နဲ့ဆူစီကနေစာတဆောင်ရောက်လာခဲ့ပါတယ်မနှစ်ကနှစ်လည်ကလေးကကျမပေးပို့ခဲ့တဲ့ခရစ်စမတ်ကတ်ဟာသူတို့ရှိရာအိန္ဒိယအရှေ့မြောက်ဖျားက တာဝန်မျိုးလေးစီကို ရောက်သွားပုံရပါတယ်။စာထဲမှာစုကမိုက်ကဲဟာအလုံများနေပြီးသူနဲ့သားနှစ်ယောက်ကမိုက်ကဲကိုကူညီနေပါတဲ့။စုကသားငယ်လေးရဲ့နာမည်ကိုမိတ်ဆက်ပေးလာပါတယ်။ထိန်းမင်းအမီယန်ခင်အာရူဒန်ပါတဲ့။နောက်ထပ်ဒီဘက်နာမည်နှစ်ခုလည်းနာမဖုံးတော်ကြီးတွေကပေးထားသေးတဲ့။နောက်တစ်ခါလန်ဒန်ကထိုင်ဖုံးကြီးတစ်ပါးကလည်းပါဏိနာမည်တစ်ခု ပေးထားပါသေးတယ်။သူကကျမတို့ရဲ့တားငယ်လေးကို ကျမတို့ကဘာဘာလို့ခေါ်တယ်။မျက်လုံးကလည်းပြူးပြူးဝိုင်းဝိုင်းမျက်နှာကပန်းသီးလိုလုံးလုံးဝဝနဲ့လေ။ကျမထင်တာကတော့ရှင်သူ့ကို ချစ်မှာပါ။သူကအလက်ဇန္ဒားနဲ့မတူဘူး။အားကလည်းတန်တယ်။ခက်ချစ်ချစ်ပေါ့။အလုံးလုံးတဲ့နေရာမှာတော့တော်တယ်။စကားပြောတဲ့နေရာမှာတော့သူ့တက်တစ်နှစ်ခွဲခန့်နေပြီမဲ့ ခုထိကောင်းကောင်းမပြောနိုင်သေးဘူးအလက်ဇန္ဒားတို့ကဒီရွယ်စုကောင်းကောင်းပြောနေနိုင်ပြီလို့ကျမကိုပြောပါတယ်စူကြည်ရတာဒီသားလေးကိုဘာပဲဖြစ်ဖြစ်သဘောကျနေပုံပါပါပါရင်မင်းစကားမပြောနိုင်သေးတာကို မပူပါနဲ့ကွယ်မိဘတွေအကြိုက်မင်းကိုတလောက်ရှုပ်တဲ့နမဲအရှိကြီးအပေးခံရတာစိတ်ရှုပ်စရာမှန်သိပါရဲ့ဒီတခါမှာတော့ကျမကစာထဲမှာခြာတိတ်ဆူလေးနှစ်ယောက်လို့ သုံးမီဟန်တူပါရဲ့စုကရှင်မန်နယ်နိုရီကို ကျမတို့မှာခြားတိတ်ဆိုလေးနှစ်ယောက်ရှိပါတယ်တကယ်တော့ကျမက၃ယောက်လိုချင်တာတယောက်ကဂျန်နဲ့နှစ်ယောက်ထပ်ပူဆိုးမဲ့ခလီမျိုးပေါ်လို့စာရေးလာပါတယ်တတရားတယောက်လိုချင်တယ်ဒါပြောတာပါမင်္ဂလီလာယောက်ျားလေးလာလို့တော့သူမပြောပါဘူးစုကိုယ်တိုင်ကသူ့ကိုနှစ်ယောက်ထပ်ပူခွန်အားရှိတဲ့မင်္ဂလီဖြစ်ခဲ့သလို့ တတရားမြောက်ကလေးလည်းဖြစ်တယ်လေစာကခက်ရှိရှိဖြစ်ပြီးအဲ့ဒီထဲမှာကျမငွေစုနေတာပြည့်ရင်တော့ဂျပန်ကိုလာလေခြင်းသေးတယ်ရှင်တို့ရဲ့ကြည်လက်အိမ်လေးစီကို အပြေးရောက်လာခြင်းသာပေါ့အခုတော့ကျမတို့လည်းကိုယ်ခံလေးကိုဂျပန်မိသားစုလက်ထက်ထားခဲ့ရတာသူတို့ကပပီလေးကိုကောင်းကောင်းကြည့်ပေးတယ်လေလို့ရေးသားပြန်တာပါသူမှသာခြားတိတ်နှစ်ယောက်ထက် မိုက်တဲ့သမီးကလေးရှိခဲ့ရင်အခုလိုအခက်ခဲတွေတွေ့တဲ့အခါတော်တော်အားကိုးရရှာမှလို့ကျမတွေးနေမိပါရဲ့မိုက်ကယ်ကတော့ကျွန်တော်တို့နေနေတဲ့နေရာကိုအင်ဂီးယားမြေပုံပေါ်မှာရှာကြည့်ပါလားဟိုအပေါ်ဘက်မှာလေနိုရီကိုရဲ့ခရစ်စမတ်ကတ်လေးမနေကရတော့စိတ်ဝမ်းသာတာပဲခင်ဗျားရဲ့သဘောကျစရာဟင်းချက်လက်ရာကိုရောခင်မင်စွာအတူရှိခဲ့မှုကိုပါပြန်အောင်မေ့စရာပါပဲကျွန်တော် ပါရဂူဘွဲစာတန်းကမကြသေးခင်ကမှပြီးသွားတာပါ စာတန်းကိုတော့ဒီနှစ်ထဲမှာစာအုပ်အဖြစ်ထွက်မယ်လေပြီးရင်စိန်ကျုံကောလိမ့်မှာဖလိုရှစ်တနှစ်ခွဲပြန်လို့ရအောင်မယ်ကျွန်တော်တို့လည်းအောက်စပို့မှာအိမ်ဝယ်ဖို့စဉ်းစားနေပါတယ်အဲ့ဒီမှာပဲအမြဲတမ်းအခြေချနေခြင်းနဲ့လေနှစ်ယောက်လုံးကိုချစ်ခင်နဲ့မိုက်ကယ်လို့စာရေးလာပါတယ်1989ခုနှစ်အောက်တိုဘာလ3ရက်မှာတော့ ကျမခင်ပွန်ရဲ့သူတေသနာကိစ္စကြောင့်မော်စကိုမှာတနှစ်နေပါတွားနေရဖို့ဖြစ်လာပါတဲ့အဲ့ဒီအချိန်ကဆိုဗီယက်ယူနီယံခင်မှုစားစားရရရှားပါးတာတွေကြောင့်ထင်သားလာထပ်ပို့ပြီးအဆင်မပြေခဲ့ပါဘူးမိုက်ကယ်နဲ့ဆူစီလည်းမဆက်သွယ်နိုင်ခဲ့ပါဘူးအမှန်တိုင်းပြောရရင်ကျမတို့ကလည်းမော်စကိုကနေကဘာနောက်ချမ်းကတငယ်ချင်းတွေစီကို စာထဲဖို့တောင်တော်တော်စဉ်းစားခဲ့ကြရပါတယ် တကယ်တော့လန်ဒန်ဆိုတာမော်စကိုကနေဆိုရင်ဂျပန်ထက်ပိုနီးတဲ့နေရာမှာပါကျမတို့အနေနဲ့အောက်စပို့ကိုခဏတစ်ပြုတ်ဝင်ချသွားလို့ရပါတယ်ဒီတော့ကျမတို့ကမော်စကိုမှာနေတဲ့ဆယ်လအတွင်းစုဆောင်ထားတဲ့တောင်ပေါ်အစားအစာတွေကိုပြည်ပြည်ဆိုင်ရာဖြတ်တဲ့ရထားနဲ့တင်ပြီးအင်္ဂလန်ကိုဝင်သွားဖို့အတွေးတွေးပြခဲ့ပါတယ်ကျမတို့ကရုရှားရဲ့ စာတိုက်စနစ်ကိုယုံမှမယုံပဲလေဒါပေမဲ့ယထာအကောက်ခွန်ကပစ္စည်းတွေတယ်လာတာများလို့ဆိုပြီးခေါ်မေးပါတော့တယ်တခါအောက်စကူကောလိပ်ကဖိတ်ကြားစာမပါလို့ဆိုပြီးအင်္ဂလန်တဲပေးမဝင်ပြန်ပါဘူးနောက်ဆုံးမှာတော့ကျမတို့အင်္ဂလန်ကို ပြန်ရောက်ခဲ့ပါပြီကျမတို့ရဲ့အင်္ဂလိပ်တငယ်ချင်းတွေကမြို့လယ်နဲ့တုံးမိုင်လောက်ဝေးတဲ့နေရာမှာတလားလောက်နားခုဖို့စီစဉ်ပေးကြပါတယ် ကျမတို့ကတော့ရောက်ရောက်ချင်းမှာ မိုင်ကယ်ရိုစီသွားလေကြတာပါပဲအဲ့ဒီချိန်မှာမိုင်ကယ်ရိုကဒီတုကအတွင်တရမှာကြော်ကြားတဲ့နာချံပုံပက်တောင်းမှာနေနေကြပါပြီအဲ့ဒီနေရာကဈေးကြီးတဲ့နေရာမို့ကျမကအံ့ဩနေကြတာပါ မိုက်ကယ်ကသူ့အနေနဲ့ဈေးအမတန်ချို့ချို့နဲ့ဒီအိမ်ကိုရလိုက်ကြောင်းခပြုံပြုံနဲ့ရှင်းပြပါတယ်အင်္ဂလန်မှာကိုမဝဲကင်က နေထိုင်နေတဲ့သူတွေကိုဆက်လက်နေထိုင်ခွင့်ပြုမယ်ဆိုရင် အမတန်ဈေးချွချွနဲ့အိမ်ဝယ်နိုင်တဲ့စီးမင်းတစ်ခု ရှိပါတယ်။မိုက်ကယ်တို့ကဒီလိုနည်းနဲ့အိမ်ဝယ်ခဲ့တာပါ။သူတို့မိသားစုမြေအောက်ထပ်မှာနေကြပြီးညင်ညီတတ်မှာတော့မိုက်ကယ်ရဲ့ဇာတိကံနဲ့အိတ်ခံတွေထားပါတယ်။ပထမတတ်မှာငကိုတဲကနေနေတဲ့အခွားကြီးတယောက်နေပြီးဒုတိယတတ်မှာလည်းအိမ်ငှားရှိနေပါတယ်။ ဒီထက်တွေကအိမ်ငါးကားကမိုက်ကယ်တို့အတွက်လာစဉ်ဝင်ဝင်ဖြစ်လာတာပါအိမ်ငါးတက်ကြီးရွယ်အိုတွေအိမ်တွေကမထွက်မချင်းပြောင်းနာဖြစ်ဖြစ်တည်ဆုံးနာဖြစ်ဖြစ်အိမ်ရှင်အစ်တစ်ကသူတို့အခန်းကို မပိုင်ဆိုင်နိုင်အောင်ဥပဒေကကန့်တတ်ထားပါတယ်အိမ်ငါးအများစုကအသက်ကြီးသူတွေဖြစ်ပြီး ဥပဒေကသူတို့ကိုကာကွယ်ပေးထားတာပါ မိုက်ကယ်ကအိမ်ငါးအဖွာကြီးက ိတ်မကြခင်မှာပြောင်းရှိသွားခဲ့ကစုကိုအမြဲကူညီပေးနေတဲ့မတန်အေကအဲ့ဒီထက်ကိုဝယ်လိုက်ပါတယ်စုကမတန်အေကိုသူ့ရဲ့အရေးပေါ်ကြီးကြီးလို့ခေါ်ခဲ့တာပါဒီလိုနဲ့စုတို့မိသားစုလည်းငွေရေးကြေးရေးစိတ်အေးလာရပါတော့တယ်ကျမတို့ရဲ့အောက်စပိုဘဝဟာတကယ်တမ်းမှာမလွယ်ကူခဲ့ပေမဲ့မိုက်ကယ်ရဲ့စုရဲ့မတန်အေရဲ့အလက်ဇန္ဒားရဲ့ကင်ရဲ့ခွေးကလေးရဲ့နဲ့ က်တိုက်ဝဝပျော်ရှင်ခဲ့ရပါတယ်ជីជីမှတ်တမ်းအေးကျမတို့မှတ်တမ်းအေးကိုစာတွေ့တော့သူက ကုလသမဂ္ဂဝန်ထမ်းအဖြစ်အနှစ်20ကြာအမှုထမ်းပြီးလို့ပင်စင်စားအဖြစ်အေးစစ်စစ်နားနေချိန်ဖြစ်ပါတယ်ကျမတို့အောက်စပို့ကိုဘယ်ချိန်ပဲတွားတွားသူကဆူရိုမီတာစုနဲ့အတူရှိနေခဲ့တာပါ ကျမကသူတို့နှစ်ယောက်ကြားမှာတွေးတာမတော်ဆက်တာကို အချိန်တော်ကြာတိမတိခဲ့လေတော့ သူတို့နှစ်ယောက်ဟာရုပ်ချင်းလည်းမတူပါလားလို့တွေးနေကြတာပါစုကလည်းသူတို့နှစ်ယောက်ဘလို့တော်ဆက်တယ်ဆိုတာဘယ်တော့ကမှမပြောခဲ့ပါဘူးကျမတို့နှစ်ယောက်ကြားမှာအတူတကွနားလည်ထားကြတာက မိသားစုအရေးတွေမှာအသက်တွေနေရာဒေသတွေအချိန်ကာလတွေဆိုတဲ့ခွာခြားမှုကိုလှစ်လူရှုလိုက်ဖို့ပါပဲမတန်အေးရဲ့အသက်ကိုဘသူကမှလည်းမသိကြပါဘူး1989 ခုနှစ်မှာစုနေအိမ်အကျယ်ကျုပ်ကျသွားတော့မိုက်ကယ်ကကျွန်တော်ထင်တာတော့အန်တီအသက်က90ဝန်းကျင်ဖြစ်ရမယ်ဒါပေမဲ့မသေးချပါဘူးအန်တီကသူ့အသက်ကိုဘယ်တော့မှမပြောဘူးလေလို့ပြောခဲ့ပါတယ်သူ့အသက်ကအတော်လေးအိုချင်းအိုရောပေါ့ဒါပေမဲ့ဘသူကမှသူ့အသက်ကိုခယုံမဆိုင်ပါဘူးလူတွေကသူ့မှတ်ညံကောင်းလို့နာစာဖတ်ဝါသနာကြီးလို့နာ ိုင်ငံတကာနိုင်ငံရေးနဲ့ပတ်သက်ရင်ဒုက္ခမှန်ချက်တွေမှန်နေတာအဲ့ဒီလိုမျိုးတွေကြောင့်ပဲသူ့ကိုမိษွေတွေကတအံ့တော်နဲ့မှတ်မိနေခဲ့ကြတာပါအန်ဒီဟာသူ့ရဲ့နောက်ဆုံးအချိန်ထိအမျိုးသမီးဆန်နဲ့အလှတရားပေါ်အမတန်သတိထားခဲ့သူပါသူ့ကောင်မှခေါင်းစည်းပဝါလေးကို လွှားပြီးမြေအောက်မှာထုံလေးထုံထားတတ်တာအန်တီစတိုင်မှာပဲသူကဂျပန်လက်ကင်ပဝါလေးဖြစ်ဖြစ် ပစ္စည်းထုတ်တဲ့ပိတ်စလေးပဲဖြစ်ဖြစ်တွေ့တဲ့အခါထားခဲ့လေကျမခေါင်းစည်းလေးလှုပ်လိုက်မယ်လို့ပြောတတ်ပါတယ်သူမျက်နှာတဝက်ကိုတော့ဂိုင်းအနံ့မျက်မှန်ဝိုင်းဝိုင်းကြီးကကွယ်ထားလေရဲ့သူကအင်ဂျီကို blouse လို့အနောက်တိုင်းဆန္ဒလေးဝတ်တက်ပြင်မဲ့ထမိန်ကိုတော့အမြဲဆွဲဆွဲမြဲမြဲဝတ်တက်ပါတယ်သူခြေောက်တွေကအစင်းမြေရောင်ယောဂကြောင့်ပုံစံနည်းနည်းပြောင်းနေပြီမို့ဖနက်ကိုတော့ အခုကြီးကြီးတွေပဲစီးတတ်ပါတယ်။သူကမျက်နှာမှာမိတ်ကပ်ပါပါလေးနှခမ်းနေဆိုပြီးမျက်ခုံမွေးကိုလည်းတောင်တန်းနှက်သွဲလိုထူထူနက်နက်ဆွဲထားတတ်ပါတယ်။သူချက်တော့ကြောင့်သူကလမ်းလျှောက်ရင်ဒုက္ခလိုပါတယ်။သူက သူ့ရဲ့ပုံပြောင်းနေတဲ့လက်ချောင်းတွေကိုဖြန့်ပြပြီးဒီမာလေးတွေးလေးပန်းနာယောဂါကြောင့်ကျမလက်ချောင်းတွေခုလိုဖြစ်နေတယ်လို့ပြောပြတတ်ပါတယ်။ သူ့ကို1909ခုနှစ်ဝင်ကျင်ကမေးဖွားခဲ့တယ်လို့ကျွန်မထင်တာပါပဲသူတန်23နှစ်ကနေ25ခုနှစ်ကြာကာလမှာအင်္ဂလိပ်စာသင်ယူဖို့အင်္ဂလန်ကို ရောက်လာတဲ့အချိန်ကလွယ်ရင် သူ့အသက်30အထိမြန်မာပြည်မှာနေခဲ့တာပါ နောက်တော့အိန္ဒိယမှာ3နှစ်နေခဲ့ကနောက်ထပ်နှစ်ပေါင်းများစွာ သူ့အသက်ရဲ့3ပုံ2ပုံလောက်ထိနိုင်ငံရက်ချာမှာရောက်နေခဲ့ပါတယ် မေရိကဩစတြေးလျနဲ့အင်္ဂလန်တို့မှ အနေများခဲ့တာပါသွေးလေးပန်းနာက အာရှလိုပူပြီးဆွဆွတဲ့နေရာမျိုးမှာမွေးဖွားခဲ့သူတယောက်နေနဲ့ဥရောပလိုအေးပြီး၆ပြည့်တဲ့နေရာမျိုးမှာအနေကြတဲ့အခါဖြစ်တတ်တယ်နဲ့တူပါတယ်